လိုက်မမီရင်နေခဲ့ရမယ်အနာဂတ်နီးပညာများနံပါတ်၁အနေနဲ့ကတော့ရေခဲပတ်စံအိတ်ပါဟမ်အခုမြင်နေရတဲ့ပတ်စံအိတ်လေးကတော့ရုပ်တရက်ကြီးလိုက်ရင်ရေခဲတုံးကြီးလိုပဲထင်ရပါတယ်တကယ်လဲဒါကရေခဲတုံးကြီးဖြစ်ပါတယ်ရေခဲတုံးကိုချိုးတက်ပြီးတော့ပတ်စံအိတ်အဖြစ်နဲ့လွှဲနေကြတာပါ What ရေခဲတုံးနာမှာအရေးကြီးတောက်တောက်ကျနေတယ်တကယ်ရေခဲတုံးအစ်စ်ကြီးဖြစ်ပါတယ်ဒါကြောင့်တခြားပတ်စံအိတ်တွေလိုဗီဒီယိုထဲထည့်သိမ်းလို့ရမှာတော့မဟုတ်ဘဲနဲ့ရေခဲတတတာတွေပဲထည့်သိမ်းရမှာပါ။ ဒီပတ်ဆိုင်ကလက်ရှိဆယ်လီရီဂျာထဲမှာနာမည်ကြီးနေပြီးတော့နာမည်ကျော်ဆိုတော့ကာမဲလာကာဗယ်လိုတော့မှမက်ကာလာရှူမှတစ်ခေါက်ထုတ်ဝဲလိုက်သေးပါတယ်။ဒါပေမဲ့သူမကတော့ရေကဲလုံးကြီးအေးပြော်လာလို့ဆိုပြီးတော့ပွဲရနေပါအစော်ကြီးထပ်ပြန်ခဲ့ရတယ်လို့သိရပါတယ်။အဲလူကြီးမင်းတို့လည်းဒါမျိုးဖက်ရှင်ကျွေးကျင်နေဆိုရင်အိမ်သားရေကဲကြီးဆိုင်ကနေရေကဲတရုံလောက်သွားမှလိုက်ဖို့အကြံပေးကြပါမယ်။ Okay ။နံပါတ်2နေနေကတော့ Silent Karaoke ပါ။အတံပြင်းင်းနဲ့လဲအော်ကျင်တယ်။ပောင်းရင်ကျင်ကလည်းဂင်းနဲ့ထူမှကြောက်တယ်ဆိုရင်တော့ဒါမျိုးမိုက်လေးတစ်လက်လောက်ဆောင်ထားဖို့အကြံပေးကြပါမယ်။ ဒီမိုက်လေးကတော့အတန်ပြဲကြီးနဲ့ဘလောက်ပဲအော်အော်ဘေးလူမကြားတဲ့မိုက်လေးပဲဖြစ်ပါတယ်။နကြမ်းထဲမှာချိတ်ထားပြီးသားဖြစ်လို့ထွက်လာတဲ့အတန်ဆိုးကြီးကိုပါကိုတယောက်ထဲကြားနေရမှာပါ။အဲပဝင်းချင်းအတွက်လည်းတော်တော်လေးအဆင်ပြေစေမယ့်ကိရိယာလေးဖြစ်ပါတယ်။တချင်းဆိုရတာကိုအင်မတန်ဝါသနာထုံတဲ့သူတွေဆိုရင်ဆောင်းထားတဲ့ပျက်စီးကောင်းလေးပါ။အဲပဝင်းချင်းကိုအတန်ဆိုးနဲ့နှိပ်စက်နေကြသူတွေကတော့ဒီတိုင်းသာကြော်သွားလိုက်ဖို့ပြောချင်ပါတယ်။နံပါတ်3အနေနဲ့ကတော့ဇုံတွဲထီးပါ။ အနာဂတ်မှာဆိုရင်တော့ဇုံတွဲတွေမုံမမြင်လူမြင်စောင်းနိုင်ဖို့အတွက်ဇုံတွဲထီးတွေပါထွက်ပေါ်လာခဲ့ပါပြီ။အဲ့ထီးတစ်ချောင်းနဲ့လည်းနှစ်ယောက်တူတူစောင်းနေတယ်။လေဒန်မိုးဒန်ခံရမှလည်းကြောက်တယ်ဆိုရင်တော့ဒါမျိုးထီးတွေစောင်းထားဖို့အကြံပေးခြင်းပါတယ်။ဒီထီးလေးကတော့ဇုံတွဲနှစ်ယောက်စလုံးလုံနေအောင်စောင်းထားလို့ရတဲ့ကော့ပယ်ထီးလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့တာမန်ရေယိုထီးတွေဆိုတာလူတစ်ယောက်တည်းစောင်းဖို့အတွက်ပဲထုတ်ထားတာပါ။အကြောင်းတမီးသားနှစ်ယောက်ကိုရံမဖြစ်ပဲလုံလုံညုံညုံစောင်းနေနေဆိုရင်တော့ဒါမျိုးထီးတွေကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။ အကောပတီဆိုပေမဲ့ site ကတော့တော်တော်လေးကြီးတာမို့လို့ရီးစားမရှိတဲ့တငယ်ချင်းတယောက်ကိုပါအတူတူခေါ်သွားလို့ရသေးပါရီးစားမရှိတဲ့ကောင်တွေကိုလည်းမြင်တာနဲ့ထိုင်ကိုသွားစီမဲ့ထီလေးပဲဖြစ်ပါတယ်အစကားမဆက်ရီးစားရှိတဲ့သူတွေကိုတော့ရီးစားနဲ့တတိတတာလေးတွေပြောဖို့အတွက် sticker လေးတွေလက်ဆောင်ပေးကြပါတယ်အတိုင်းမှနေအစ်ထွက်ရှိလာတဲ့ချစ်စရာကောင်းတဲ့တူတူ sticker လေးတွေကို Viber မှာ download သွားဆွဲလို့ရနေပါပြီတူတူ sticker လေးတွေကို download ဆွဲလိုက်ရုံနဲ့ဖုန်းပေအယောက်900တိတိကိုကန်ဆန်းပေးသွားအောင်မှာဖြစ်ပါတယ် အဲကြောင့်ကမမလင်းချပေးထားတဲ့ post လေးကိုအတန်ချစ်ချက်ဆိုတဲ့ hashtag လေးခံပြီးတော့ public နဲ့ share လုပ်လိုက်ရုံနဲ့အခုပဲပေါင်ရင်ကန်ဆန်းနိုင်ပါပြီ။နံပါတ်၄အနေနဲ့ကတော့ဆေးရုံ hotel ပါ။အနာဂတ်မှာတော့လူသားတွေရဲ့နေရာကိုဆေးရုံတွေနဲ့အစားထိုးလာခဲ့ပါပြီ။ဂျပန်နိုင်ငံဆိုရင်ပိုပြီးတည်တာပါတယ်။တိုကျိုလိုမြို့လယ်ကောင်မျိုးဆိုရင်ဘဲသွားသွားဆေးရုံတွေကိုပဲတင်မြင်နေရမှာပါ။အခုမြင်နေရတဲ့ hotel ဆိုရင်လည်းလူသားဝန်ထမ်းတယောက်မှမရှိဘဲနဲ့ဆေးရုံတွေနဲ့ပဲ service ပေးနေတာဖြစ်ပါတယ်။ဒီ hotel လေးကတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာတည်ရှိပြီးတော့ဟန်နာ hotel လို့လည်းခေါ်ပါတယ်။ အဲအထက်ကိုစဝင်လိုက်တာနဲ့အပြုံးချိုချိုလေးတွေနဲ့စောင့်ကြုံနေမယ် reservation က COD ကိုမြင်တွေ့ရမှာပါ။အဲကြူတာပစ္စည်းတည်ပေးတာနဲ့အခန်းတန်ရှင်တွေလုပ်ပေးတာတွေအပြင်တခြားသောကိစ္စအဝအဝကိုပါစရုပ်တွေကပဲဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ဒါကြောင့်အဆင်မပြေလို့ခေါ်ဆဲခြင်းနဲ့ဆိုရင်တော့မှခေါ်ဆဲလို့ရမယ့်သူရှိမှာမဟုတ်ပါဘူး။နံပါတ်5အနေနဲ့ကတော့ design ချိန်လို့ရတဲ့အင်ဂျီပါ။အနာဂတ်မှာဆိုရင်တော့အင်ဂျီတွေအများကြီးရှောက်ွယ်နေစရာမလိုတော့ပါဘူး။ ဒါမျိုးတစ်ထည်လောက်ဝယ်ထားလိုက်ရင်လည်းတသက်လုံးထည်လဲဝယ်လို့ရပါပြီ။ဒီအင်ကတော့ဒီဇိုင်းကာလာကိုလိုသလိုချိန်လို့ရတဲ့ LED အင်ဂျင်တစ်မျိုးပဲဖြစ်ပါတယ်။အင်ဂျင်ကို remote နဲ့ချိတ်ဆက်ထားပြီးတော့ဒီဇိုင်းကိုလိုသလိုပြောင်းလို့ရတယ်လို့ဆိုပါတယ်။